ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ချောစုကမှန်တင်ကုန်ရှိမှရပြီးအနှပြင်းနေပါတယ်ဒီချိန်မှာဒေါ်ရွှေစင်ကခန်းလေးကိုရောက်လာပါတယ်အိုးဖះရေချောစုနင်ခုချိန်နဲ့ဆင်းတဲ့မဖြစ်သေးဘူးလား ဝနာအခုနလေးတင်ဖုန်းဆက်လာတယ်။သူစားတော့ဆိုင်ကိုရောက်နေပြီတဲ့။အမေရဲ့မိသားစုနှစ်ခုလုံးကအရင်ကတွေ့ပြီးသားပဲဟာ။ဒီလိုအပြင်မှာသွားတွေ့နေစရာလူသေးလို့လား။သမီးစိတ်မပါဘူး။အော်အခုလိုခင်မိတဲ့ချိန်မှာကောင်လေးနဲ့ကောင်မလေးတွေကလက်မထက်ခင်တွေ့ဖို့အတွက်အကြောင်းများချက်တွေအများကြီးကိုရှာနေကြတာ။နေရတော့တမက်လောင်းနဲ့တွေ့ရမှာကြောက်နေရလား။နှစ်ယောက်သားချင်းချင်းတွေ့ဆုံကြမှာတယောက်နဲ့တယောက်ပါကြိုက်တယ်။ပါမကြိုက်ဘူး။ဘလူနေလဲဘလူစားလဲဆိုတော့နားလည်နိုင်မှာပေါ့။ ခဏနေတော့ချောစုကစားတော့ဆိုင်ကိုရောက်သွားပါတယ်။စပွဲနံပါတ်27ကဘယ်မှာလဲ။အော်ဟိုမှာဝနချောစုကစပွဲနောက်ကိုရောက်တော့အဲ့ဒီမှာကိုလာ2လီတာဘူးလို့ကိုတွေ့လိုက်ရပါတယ်။မင်း15မိနစ်တောင်နောက်ကြတယ်။ငါကိုလာ2ဘူးတောင်တောင်းပြီးသွားပြီ။မင်းကနေပူတွေကနေလာတာဆိုတော့ဘာတော့မလဲပြော။ကိုကာကိုလာ၊ပက်စီဒါမှမဟုတ်ရင်ဆပ်ပရိုက်လား။တခါရင်းနဲ့ဒီလောက်များတဲ့ကိုလာရီရဲ့နာမည်ကိုကြားပြီးတော့တနာစီယာချောစုကခေါင်းနေလဲသွားခဲ့ပါတယ်။ ဟောဘာဖြစ်ဖြစ်ရတယ်ရှင်ကြိုက်တာမှားလိုက်ပါ။အိုဖျားကြီးတလောက်များတဲ့ကိုလာရီရဲ့နာမည်ကြတော့ကျမခေါင်းတွေတောင်မူးသွားပြီ။ဒါနဲ့ဒီစားတော့ဆိုင်ရဲ့တံပေါက်ကရဲကောင်းနေစားကြည့်အောင်။ဝိတာကြီးကြက်သားတံပေါက်တစ်ပွဲနဲ့ကိုလာလေးဘူးယူခဲ့ပြီ။၂လီတာဘူးတွေယူခဲ့ပြီ။ကိုလာလေးဘူးမာတာကိုကြတော့ချောစုကလန်သွားပါတော့တယ်။ကိုလာလေးဘူးတောင်လူနှစ်ယောက်တည်းရှိတာ哦။သူကကိုလာပဲတောက်ပြီးပိုက်ဖြည့်မလို့နဲ့တုပ်တယ်။ ခဏနေတော့မှားထားတဲ့အစားတောက်တွေကသပွေးပေါ်ကိုရောက်လာခဲ့ပါတယ်။နှစ်ယောက်လုံးကစားစားကြပါတော့တယ်။ကောင်းလိုက်တာဒီအီးခဲနေတဲ့ကူကာကူလာနဲ့ဓာတ်ပေါက်ကအရင်လိုက်ဖက်တယ်နော်။ဒါနဲ့ဓာတ်ပေါက်ကိုစားပြီးကူလာတောက်ရင်စားကြည့်လွယ်တယ်။မင်းကူလာကိုလည်းမတောက်ရသေးဘူးလား။ကျမကကူလာတောက်ရတာသိမကြိုက်ဘူးရှင်။ပြဒနာမရှိပါဘူးလမ်းထပ်ပြီးငါမိသားစုတွေကိုရောက်လာရင်မင်းလေအစားအသောက်ထက်ကိုလာပူတောက်တဲ့အလေးချင်ရှိသွားမှာပါရန်နေငယ်အတွင်းမှာပဲ ကျောင်းစုကမင်္ဂလာဆောင်ပြီးရောက်ခမရင်ကိုရောက်လာပါတယ်။တင်းမာကြီးချွေးမောင်မြေမြန်လေးကြိုဆိုလိုက်ပါ။အပူထဲမှာမတ်တက်ရက်ပြီးတော့ချွေးရည်နဲ့ရွှဲနေပြီ။ဟုတ်ကဲ့ဟုတ်ကဲ့။လာပါချွေးမောင်ကျောင်းစုရဲ့ငါတို့ရဲ့မိသားစုကလည်းနင့်ကိုအထူးကြိုဆိုပါတယ်။ဆန်ကွက်ကိုမှောက်ပြီးကျောင်းစုကအင်းလေးကိုဝင်လာခဲ့ပါတယ်။ချွေးမောင်ຫນွေဦးရဲ့နင့်ရဲ့လင်ညီမငယ်ကိုအခန်းထဲလိုက်ပို့ပေးလိုက်။ဟုတ်ကဲ့ပါမေ။လာလင်ညီမငယ်ရဲ့ ရွေဦးကချောစုကိုသူ့အခန်းပြပြီးအိတ်ဖို့အတွက်သွားလိုက်ပါတော့တယ်။နောက်နေ့မနက်မှာချောစုကတန်ရှင်းရေးလုပ်ပြီးရေမူးချိုးကမိဘကြောင့်လေးကိုသွားလိုက်ပါတယ်။အိမ်မှာကိုလာဘူးတွေအများကြီးပြည့်နေတာကိုတွေ့လိုက်ရပါတယ်။အိုဖျားရေဒီမိဘကြောင့်နဲ့မှစားစရာတွေထက်ကိုလာပူးတွေကပိုများနေပါလား။ကျမရဲ့ရက္ခမအိမ်ကလူတွေကကိုလာတောက်ရတာအရင်ကြိုက်ကြတယ်ထင်တယ်။ဒီနေ့ကငါရဲ့ပထမဆုံးမိဘကြောင့်တလေလောက်ရမယ့်နေ့လေ။အခုတော့ရက္ခမနဲ့လင်ညီမကြီးတို့ကလည်းမနှိုးသေးဘူး။ ငါကိုယ်တိုင်ပဲချက်ပြုတ်လိုက်ပါတော့မယ်။ခဏလေးအတွင်းမှာပဲချောစုကအရသာရှိတဲ့စားတောက်တွေကိုချက်ပြီးသမီးစားစပွဲပေါ်မှာတင်လိုက်ပါတယ်။အိုးမွေးနေရောပဲ။ငါရခမအိမ်ကလူတွေကငါချက်ထားတဲ့စားတောက်တွေကိုမြေရီရှက်ရီစားကြတော့မှာ။အားလုံးကစပွဲပေါ်မှာကုလာအစားစားစရာတွေအပြည့်တင်ထားတာကိုမြင်တော့စိတ်ဆိုးသွားကြပါတယ်။ Oh god ဒီစားတောက်တွေကစီတွေအများများတာပဲ။ဟင်းထဲမှာလည်းစီတွေပေါလောပေါနေတယ်။ တမီးကတော့စိတ်တောင်ပြက်လာပြီရောင်မချောစုရဲ့ရောင်မကိုလာဘာလို့မယူလာလဲစနိုးနဲ့ချယ်ရီရဲ့ကိုလာအစားစာစားပြီးမှတောက်လို့ရပါတယ်အရင်ဆုံးနင်းတို့အားလုံးအစားတောက်တွေစားလိုက်နော်ချွေးမရေငါတို့အိမ်မှာမနက်ပိုင်းဆိုဘသူမှဘာမှမစားကြဘူးလေတောက်ပဲတောက်ကြတာအမလီကျမတော့သေပါပဲအဲ့ဒါဆိုကျမရဲ့ရောက်ခမအိမ်ကမိမရေရောယောက်ျားရေရောကတောက်စားကြတဲ့သူတွေပေါ့ဟဲ့ချွေးမရေနင်ကငတုံးမလား ငါတို့အားလုံးကကိုလာပဲတောက်ကြတာအလောက်စီတွေများတဲ့ဟင်းကိုဘယ်သူမှမစားဘူးနေရာရိတ်ခါတွေအလဟတ်လုတ်လိုက်တာပဲကြာရီယူသွားပြီးရေခဲတက်တာထဲမှာသွားထည့်လိုက်နောက်မှစားလိုက်မယ်ချိမကချက်ပြူထားတဲ့အတွက်ကြောင့်ဒုံသင်းမာကအရင်စူပူချိန်ပေါင်းနေပါတယ်ကျောစုကရေခဲတက်တာတွေကနေကိုလာတပုတ်ကိုယူလာပါတယ်လင်ညီမငယ်လေးရေညီမပက်ပစီတပုတ်ဘသူ့အတွက်ယူလာလဲလင်ညီမကြီးရေဒါမီသားစုတောက်လို့ရတဲ့ပက်ပစီပူးကြီးလေး ဲ့တော့အားလုံးကဒီတပုတ်တယောက်တစ်ခွက်စီတောက်လို့ရတာပေါ့အဲ့တော့ကိုကြားပြီးတော့ရောက်ခမကဒေါသတကြီးနဲ့ချောစုကိုထပ်ပြီးစူပူကျိမ့်မောင်းပါတော့တယ်ဟဲ့အုံနာမရှိကောင်းမလေးတလပူတဲ့ရာသီမှာပက်ပစီတပုတ်ငါမြေးရအောင်တောက်လို့ရတယ်ငါတို့ကတခါတိုင်းနဲ့ပက်ပစီပူး90လောက်ကိုတောက်လို့ရတယ်အဲ့တော့ကိုကြားပြီးချောစုကအံ့ဩသွားခဲ့ပါတယ်အမေဘာပြောတယ်အမေတို့ကတခါတိုင်းနဲ့ပက်ပစီပူး90လောက်တောက်တယ် ပက်ဆီကိုအဲ့လောက်အများကြီးတောက်တာစက်မိုက်တော့မကောင်းတော့အမေတို့အားလုံးအစားတောက်တွေကိုလည်းနည်းနည်းလောက်စားလိုက်ကြပါဦးကျမစားစရာတွေကိုလည်းချက်ထားတယ်လေချွေးမကြီးမင်းဆရာဝန်လုံးမနေနဲ့ပက်ဆီကိုယူလာခဲ့လေချောင်းတွေခြောက်နေပြီစူပူချင်းပေါင်းခံရပြီးတဲ့နောက်ချောစုကရေကြီးတစ်တာတွေကနေကုလာဘူးတွေအကုန်လုံးကိုယူလာလိုက်ပါတယ်ကြည်ရင်ကြည်ရင်နဲ့ကုလာကိုအရင်ကြိုက်တဲ့ရောက်ခမအင်းကလူတွေဟာအေးအေးဘူးတွေအကုန်လုံးကိုမြင်မြန်တောက်လိုက်ကြပါတယ် ရေတာပထမရပြီတာကူလာဘူးကအရင်ဆုံးကုန်သွားပြီအတော်ကြီးတာဆာပရိုက်တောက်ချင်တယ်ပြီးပါအေးပါရော့သူတို့အားလုံးကိုလာတောက်နေကြတဲ့ပုံစံမသိရင်ပြန်ပွဲဝင်နေကြတဲ့အချိန်မှာသူတို့ဘာပဲဖြစ်ဖြစ်ပေါ့ငါတော့ထမင်းသားစားတော့မယ်ကျောစုကအခန်းထဲသွားပြီးတယောက်ထဲထမင်းစားလိုက်ပါလေကျင်းကျင်းရဲ့နေနေခင်းရောက်သွားပါတော့တယ်အမေနဲ့အဖေရေနေ့လက်ခင်းအချိန်ရောက်နေပြီ အမေတို့ကဘာမှမစားရသေးဘူးထမင်းပြင်ပေးရမလား ။ချွေးမကြီးဒီလိုပူအိုက်တဲ့ရာသီမှာဘသူကများထမင်းစားကြမှာလဲ။အမေရေအမေတော့စားစရာခူးပေးရမလား။အော်မစားချင်မောင်ချွေးမရေငါတော်ပြို့အန်ချင်နေတယ်။ရင်ထဲမှာငြုတ်သီးစားပြီးတဲ့အခါပူလောင်နေတယ်လို့ခံစားနေရတာ။ငါအတွက်ကိုလာပူပဲသွားယူလာခဲ့။အမေရေမနေ့ကပဲအမေကကိုလာရီအများကြီးတောက်ထားတာလေ။အဲ့ဒါကြောင့်ရှင်းပူနေတာ။ကျမပြောတော်ရုံမှာအမေရဲ့ချွေးမကရှင်းပြဖို့ကြိုးစားတော့ဒေါ်သိန်းမကသူ့ကိုချိန်ပေါက်မာတော့တယ်။ ချွေးမရေနင်ကဆရာဝန်လုံငောက်လာတားမနေနဲ့တိတ်တိတ်လေးသွားပြီးကိုလာဘူးသွားယူလာခဲ့စမ်းဒေါသတကြီးနဲ့သူကမိဖို့ကြောင့်လေးကိုသွားလိုက်ပါတယ်ဒီရခမအိမ်ကလူတွေကိုနားချရတာနွားကိုစောင်းတီးပြနေရတယ်လို့ပဲသူတို့ကကိုလာတောက်တောက်ပြီးတိတ်သွားတော့လဲငါနဲ့ပါဆိုင်လဲတတော်ကောင်းမာတဲ့သူတွေဒီလိုနဲ့ချောစုအတွက်သူ့ရဲ့ကုလာဘေးတောက်တဲ့ရောက်ခမအိမ်မှာချိန်ဖြုံးရတာကခက်ခဲလာခဲ့ပါတယ်။ကျင်းကျင်းရဲ့နဲ့တပတ်လောက်ကြာသွားပါတော့တယ်။ ချွေးမကြီးနေရရိတ်ခါတွေရတန်ဖို့လုံးဝနားမလဲတာလားဒီနေ့လည်းထပ်ပြီးတော့အစားတောက်တွေအများကြီးချက်ပြုတ်ပြီးလွန့်ပစ်နေတယ်မစားနိုင်ဘူးဆိုရင်အဲ့လောက်အများကြီးမချက်ပြုတ်နဲ့လေအဲ့ဒါကိုကြားပြီးချောစုကဒုသထွက်သွားခဲ့ပါတယ်အမေကျမကျမဝေစုထဲနေအစားတောက်ကိုစားလိုက်တယ်အမေတို့ကအမေတို့အတွက်ချက်ပြုတ်ခိုင်းပြီးဘာမှလည်းမစားကြဘူးကျမနှခအလုရှော့အောင်လုပ်တယ်ပြီးတော့ကိုလာပဲတောက်ပြီးပိုက်ဖြစ်နေကြတယ် ယောက်ခမနဲ့ချွေးမနှစ်ယောက်ကြားမှာငင်းခုမှုတွေကဖြစ်နေပါတယ်။ဒီချိန်မှာ Cherry ကရောက်လာခဲ့ပါတယ်။ရောင်းမေညီမကိုကာကိုလာပူးလေးမြင်မြန်ပေးပါ။ဘာဖြစ်လို့လဲ Cherry နင်းနင်းမကောင်းလား။ဘာလို့ရိုင်းတိရိုင်းတိုင်းဖြစ်냐လဲ။ရောင်းမရဲ့ညီမအန်ထားလို့ပါ။ကိုလာတောက်လိုက်တက်တာသွားမှာပါ။အခုမြင်မြန်လေးပေးပါ။ Cherry နင်အခုမှအန်ထားတာလေ။ဒီလိုအချိန်မှာကိုလာတောက်လို့မကောင်းဘူး။ခဏလေးစောင့် ငါခုနှစ်အတွက်တံပြားကြီးအေးအေးလေးကိုလှုပ်ပေးမယ်။ရောင်းမရင် ရောင်းမမဟုတ်တာအဟုတ်မလှုပ်ရမနေနိုင်ဘူးလား။ဘဲချင်းကြီးကြီးကိုလာတောက်တဲ့ရခမအိမ်ကလူတွေပဲလိုက်ပြောနေတာပဲ။ကိုရောင်းမရဲ့မောက်မမှုကိုမြင်တော့ချောစုကစိတ်မကောင်းလေးဖြစ်တယ်လို့ဒေါသလေးထွက်လာခဲ့ပါရဲ့။"အိုးဖီးအားရေ၊ကျမဘလို့ရခမအိမ်ကလူတွေနဲ့တွေ့နေရတာလဲ။"သူတို့ရှင်းပြနေရတာငါတော့ခေါင်းထောင်ကြိုက်လာပြီသူတို့အတွက်ကိုလာလွယ်ပြီကပါပေါ်မှာပါစားစီအားမှမရှိတော့တယ်လို့ပဲ သူတို့ဘာပဲဖြစ်ဖြစ်ပေါ့ချောစုကအခုသူ့ရောက်ခမရင်ကလူတွေကိုတားမြစ်တာတွေကိုရက်လိုက်ပါတယ်။နေရောညပါကုလာကပဲသူတို့အတွက်အစားအသောက်ဖြစ်လာခဲ့ပါတယ်။ဘယ်သူမှထမင်းလေးမစားကြတော့ပါဘူး။ဒီလိုနဲ့ပူအိုက်တဲ့ယာဒီမှာကုလာကိုပဲအမေးတောင်းနေကြတဲ့အတွက်ကြောင့်သူတို့ရင်ထဲမှာမသက်တာမှုတွေဖြစ်လာပါတယ်။ဒီလိုနဲ့မိသားစုဝင်တွေကဘိုင်းအောင်တာ၊ရင်ပူတာ၊ဘိုင်းနာတာတွေဖြစ်လာကြပါတယ်။အာအမေကြီးဘိုင်းထဲမှာရင်ပူလောင်နေတယ်။ အခုမခံစားနိုင်တော့ဘူး။ငါလေးရင်ထဲမှာပူလောင်ပြီးစူးနေသလိုဖြစ်နေတယ်။ယောက်ခမအင်းကလူတွေနေမကောင်းဖြစ်တာကိုမြင်တော့ချောစုကဆရာဝန်ကိုခေါ်လိုက်ပါတယ်။ဆရာဝန်ကအားလုံးကိုစမ်းသပ်ပေးပါတယ်။ခမရဲ့မိသားစုဝင်တွေကအပြင်က soft drink တွေရမ်းတောက်ကြတဲ့ပုံပဲ။အားလုံးရဲ့ခန္ဓာကိုယ်ထဲမှာ acid တွေရမ်းများနေတယ်။ဟုတ်ပါတယ်ဆရာ။ကျွန်တော်တို့ကကိုလာကိုရမ်းကြိုက်တယ်။ဒါကြောင့်ပူပိုက်တဲ့ရာသီမှာအဲ့တော်ကိုပဲတောက်ကြတာ။ ါပေမဲ့အဲ့ဒါကအေးတဲ့အရာဆိုတော့ထိခိုက်မှုမရှိဘူးမလားအဖေရေကိုလာတောက်လိုက်အေးတယ်ဆိုပေမဲ့သူ့ရဲ့အပူတက်ကအရင်များတယ်အဲ့ဒါအန်ဒီရဲ့ဖြစ်စေတယ်အမရချွေးမပြောတာလုံးဝမှန်နေအခုကစားပြီးခမရတို့ကိုလာတောက်တာကိုလုံးဝရှောင်ကျင်ရမယ်အိမ်မှာချက်ပြုတ်တဲ့အစားတောက်တွေကိုစားပါပြီးတော့တန်မြာရီကိုလည်းတောက်ပါဆရာဝန်တတိပေးလိုက်တော့အားလုံးကနောင်တရသွားကြပါလိမ့်ချွေးမရေငါတို့ခွင့်လွတ်ပါငါတို့ကနင်ပြောတော့နားမထောင်ခဲ့ဘူး ပြီးတော့ကိုလာတောက်ပြီးကိုကျမ်းမာရေးနဲ့ကစားခဲ့တယ်။ဒါပေမဲ့အခုအစပြီးတော့နင်ချက်သမျှအကုန်လုံးငါတို့စားပါမယ်။တာဟုကြပြီးချောစုကရန်ကိုပြိုသွားပါတော့တယ်။ပြီးတော့အခုအားလုံးကကိုလာစားတမ်းမြာရေးဒင်ဂျင်နဲ့အိမ်မာချက်တဲ့စားတောက်တွေကိုသာ စားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။